ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ data entertainment channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြခင်မှာမချေဝဲနှွှဲကြတော့မယ် Anatoly Malikin နဲ့ Ru Umakain တို့ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်ပထမဆုံး၃နှစ်ဝမ်ချန်ပီယံကြီးမာလီကင်ဟာပြီးခဲ့တဲ့၂၀၂၄ခုနှစ်နိုဝင်ဘာလတုန်းက heavyweight တန်ချန်ပီယံကဘက်ကြီးကိုလက်လွတ်ခဲ့ရပါတယ်။သူကစီနီဂေါနိုင်ငံသားရူရူအူမာကိန်းနဲ့ရင်ဆိုင်ထိုးတက်ခဲ့ရတာပါ။အဲဒီပွဲမှာမာလီကင်ကရူရူအူမာကိန်းကိုတိုင်းအောင်ဆုံးဖြတ်တဲ့အရင်နိုင်ခဲ့ရပါတယ်။ အဲ့ဒီပွဲမှာရူရူကတတ်လုံးမာဂုံတွေကမာလီကင်တဲ့အစာပေါင်းများစွာပိုကောင်းနေခဲ့တာပါဒါမဲ့ရူရူအနေနဲ့ပွဲချိန်အတွင်းမှာအဆုံးသတ်ပြနိုင်ခြင်းမရှိခဲ့တာကြောင့်ဒိုင်ဆုံးပြည့်မှာ split decision နဲ့နိုင်ပွဲရရှိခဲ့ပါတယ်စီနီဂေါ်ဖိုင်တာကြီးကမာလီကင်ကိုပထမဆုံးအချိန်ဘဲဥခွဲပြသွားခဲ့တဲ့ဖိုင်တာဖြစ်သွားပါတယ်အဲ့ဒီပွဲပြီးကြတဲ့ကအဆိုပါ heavy weight ချန်ပီယံလူဝဲကြီးဟာမကြခင်ပွဲပြန်တဲပေးတော့မယ်ဆိုတာပြိတ္တာအလုံးကထင်ထားပြီးသားပါမကြသေးခင်ကတော့စီနီဂေါ်ချန်ပီယံကြီးက မချာခင်မှာပွဲသတင်းထွက်ပေါ်လာတော့မယ်လို့သူ့ရဲ့လူမှုကွန်ရက်ဆိုင်မီတာကနေအချက်ပြလိုက်ပါတယ်အဲ့ဒီအကြောင်းကိုတင်တဲ့ post မှာမာလီကင်နဲ့ထိုးသက်တုံးကပုံတွေကိုတင်ထားတာဖြစ်လို့သိကြတာကတော့မာလီကင်နဲ့ရူရူအူမာကင်းတို့ရဲ့မချေပွဲပဲဖြစ်လာမှာပါမာလီကင်နေနဲ့မချေပွဲမှာဘလို့ဆွမ်းဆောင်ပြမလဲဆိုတာစိတ်ဝင်စားပွဲရဖြစ်ပါတယ်မာလီကင်ကလည်းထင်သားတလောက်တော့လွယ်ကူအောင်မှာမဟုတ်ပါဘူးရူရူကမာလီကင်ထက်အကောင့်ပိုကြည့်ပြီး weight လဲပုံပြပါလေ ဒါကြောင့်မာလီကင်အနေနဲ့ဂိမ်းပလန်ကောင်းကောင်းကိုသိချပြင်ဆင်လာရမှာဖြစ်ပါတယ်။ရူအနေနဲ့လည်းပထမပွဲတော့ကလိုမျိုးမလျော့တဲ့ကြိုးစားမှုနဲ့ကြိုးစားရမှာပါ။ပထမပွဲကတည်းက short run လိုက်ရင်တော့ချန်ပီယံကပ်ကိုတခါပဲပခုံးပေါ်မှာထိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။မာလီကင်ကတော့လက်ရှိချိန်မှာအသေးအံကိုကြိုးစားနေတာပါ။သူ့ရဲ့ချန်ပီယံကပ်ကြီးကိုလည်းမရရအောင်ပြန်လဲတင်ပိုက်ပြမယ်လို့အပြည့်အဝကြွေးကြော်ထားပါတယ်။ဘူရူကတော့မကြသေးခင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေသူက Go Fighter ဆိုတဲ့ပုံစံမျိုးနဲ့ post တင်ထားပါသေးတယ်။ စီနီဂေါဖိုင်တာကလည်းတော်တော်ကိုကြွားလုံးထုတ်တာပါမာလီကင်နဲ့ရူရူအူမာကင်းတို့ရဲ့ပွဲကတကယ်ကိုဒီဒီချိန်မှာလည်းယဉ်ခုံစရာကောင်းအောင်ပါရူရူအူမာကင်းနေနဲ့အရင်ပွဲတုန်းကဆိုလေသူ့အနေနဲ့မထင်မှတ်ထားတဲ့တက်လုံကိုယူဆောင်လာနိုင်ခဲ့ပါတယ်ဒီပွဲမှာရူရူအနေနဲ့ဘယ်လိုမျိုးတွေမထင်မှတ်ထားတဲ့အရာတွေကိုချပြအောင်မလဲယဉ်ခုံမိတာပါ ရုရှားဖိုင်တန်းကြီးအနက်တိုလီမာလီကင်ကတော့ဒီအချိန်မှာသူကအကောင်းတကအကောင်းဆုံးဆန်းဆောင်ရင်တွေကိုချပြသွားမယ်လို့ပြည်သက်တွေစီပြောဆိုထားပါတယ်။သူအနေနဲ့တကယ်ပဲသူ့ရဲ့ချန်ပီယံကပတ်ကြီးကိုပြန်လည်ယူဆောင်ပြပြီးပုံတော်ကွန်ချန်ပီယံဖြစ်အောင်ပြန်လည်လှုပ်ဆောင်ပြသွားမလားဆိုတာရင်ခုန်စွဲစောင့်ကြည့်ရမှာပါ။ပရိသတ်အချို့ကတော့ဒီ heavyweight တန်းချန်ပီယံလူဝဲကြီးကို August လမှာ American နိုင်ငံ Denver မြို့မှာကျင်းပမယ့်ပွဲမှာပါဝင်လာမယ်လို့ထင်ကြီးပေးနေကြပါတယ်။ အဲ့ဒီအမေရိကန်မှာသာပါဝင်လာမယ်ဆိုရင်တော့မြန်မာပြည်သက်တွေအတွက်အဲ့ဒီပွဲကတော်တော်ကိုချီးရတယ်ရင်ခုန်ကြီးကကောင်းပဲထင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအမေရိကန်နိုင်ငံဒန်မာမှာကျင်းပမဲ့ပွဲမှာမြန်မာကုန်ဆောင် UL အကြောမော်ဖိုင်တာကြီးဆိုးလုံးရဲ့ပွဲစဉ်လည်းပါဝင်နေပါတယ်။ဆိုးလုံးရဲ့ပွဲမာလီခင်ရဲ့ပွဲစတန်ဖဲဒက်စ်တို့ရဲ့ပွဲတွေကိုတပွဲတည်းမှာရင်ခုန်သွားကြည့်ရှုရမယ်ဆိုရင် MMA ပြည်သက်တွေတော်တော်တကယ်ကိုကြည်နူးစရာကောင်းပါတယ်။တကယ်ကိုလည်းကြည်နက်စရာကောင်းပါပါ။ဘလို့ပွဲကျင်းနေထမှန်ပါဝင်လာအောင်မလဲဆိုတော့စောင့်ကြည့်သွားကြရအောင်မှာဖြစ်ပါတယ်ပြည်သက်များခင်ဗျာ။ ။မကြာခင်မှာလဲ promotion ကဒီပွဲကိုတရားဝင်ချပြလာတော့မှာပါ။ဘယ်အချိန်ဘယ်နေရာမျိုးမှာအကျင့်ပမလို့ဆိုတော့အတိအကျသိရတာနဲ့လေကျွန်တော်တို့ channel ကအမြန်ဆုံးထပ်မတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ပရိသတ်ဒီနေနဲ့ရောမာလီကင်းနဲ့ရူရူမာကင်းတို့ပွဲဖြစ်လာရင်ဘယ် fire ကအနိုင်ရသွားမယ်ထင်ပါသလဲ။ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာလဲဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။လာမယ့်နေ့တွေမှာလည်း ။ MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာယာပြောရှင်မဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ။